ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီကအကျဉ်းချထားခြင်းမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9သဒ္ဓမခွန်အဆင့်ရှိတဲ့ငလျင်ကြီးရဲ့တန်းကြောင့်ဘဲဘက်လက်မောင်းတန်းရာရရှိခဲ့ပြီးစိုးရင်ရတဲ့အခြေအနေရှိနေတယ်လို့စုဖောင်ဒေးရှင်းကသတင်းထုတ်ပြန်ထားပါတယ်။ငလျင်တန်းကြောင့်သူ့ကိုအကျဉ်းချထားတဲ့ထောင်အဆောက်အုံပျက်စီးခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဲဘက်လက်မောင်းတန်းရာရရှိခဲ့တာပါ။ လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာလှုပ်ဝှက်ထားရှိခံနေရတဲ့အခြေအနေကြောင့်ထောင်တွင်းတင်ဆုံးမကိုစိုးရိမ်မိတယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ထားပါဗျ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှင်းနေတွေကတော့ထောင်တွင်းမှာတင်ဆုံးနိုင်တယ်ဆိုတဲ့အခြေအနေကိုပြင်းပြင်းထန်ထန်စိုးရိမ်နေရတယ်လို့သူ့အသက်အရွယ်ရဖန်းစည်းချုံနောက်ထားတဲ့ထူးခြားလှုပ်ဝှက်တဲ့အခြေအနေကိုတွေးကြည့်ရင်တန်ရအခြေအနေကပြင်းထန်နိုင်တဲ့အတွက်များစွာစိုးရိမ်ရပါတယ်လို့ထုတ်ဖော်ပြောဆိုထားပါဗျ။ စုဖောင်ဒေးရှင်းကဒီကနေ့အသက်80ပြည့်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ပြန်လည်သိမ့်မြည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနစ်ဖုံးလက်ကလည်းအကြမ်းဖက်စစ်တပ်ကဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာထားထားတယ်ဆိုတာဆက်လက်ဖုံးခွဲထားတာကြောင့်စိုးရိမ်စရာအခြေအနေဖြစ်ပြီး သူ့အခြေအနေကိုဘယ်သူမှသိခွင့်မရှိဘူးလို့လည်းပြောပါရယ်အကြံပတ်စစ်ကောင်စီကထားဝင်စာကိုပုံမှန်လက်ခံနေပေမဲ့ထားဝင်စာပို့တဲ့သူကအရင်နေရာတွေမှာပဲပို့နေရတယ်လို့ရှေ့နေတွေမိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မရဘူးလို့ဦးနေဖုံးလက်ကပြောပါရယ်ရှင် ရင်းသားတိုင်းရေပြူမြို့နယ်မှာရှိတဲ့အကြပ်ဖက်စကောက်စီရဲ့ဂိတ်စခန်း၃ခုကိုတော်လန်ရေးပုပ်ပေါက်တပ်တွေကဒပြိုင်နဲ့ထဲဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်းစီတပ်သားစုစုပေါင်း၆ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီတိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ PDS စီရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ဇော်လ၅ရက်နေ့ကပဲရင်းသားတိုင်းရေပြူမြို့နယ်ကအုံပင်ကွင်းကျေးရွာအုပ်စုအတွေ့မှာရှိတဲ့အကြပ်ဖက်စကောက်စီရဲ့ဂိတ်စခန်း၃ခုကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကဒပြိုင်နက်တဲ့ဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုတွေအတွင်စေကောင်းစီတတစုစုပေါင်း6ဦးကတော့အတိအသီးတေကုန်ကြတဲ့အကြောင်းကိုအတီးပြုတ်လို့ရထားပြီးအဲ့ဒီဘက်မှာတိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေတဲ့အတွက်တချို့ဒေသခံပြည်သူတွေလည်းတင်းရှောင်နေကြတာတွေရှိသလိုနှစ်ဖက်စစ်ရေးကတော့တင်းမာနေတယ်လို့ PDS စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ က်ကတနင်္လာရီတိုင်းဒေသကြီးဘက်မှာတော့တနင်္လာရီမြို့နယ်ရန်ဖိုးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာမှာစစ်တပ်ဘက်က3ဦးသေဆုံးခဲ့တယ်လို့ဘူခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။မနေ့ကဇွန်လ18ရက်နေ့နေ့လယ်12နာရီခွဲလောက်ကရန်ဖိုးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ပေမဲ့ တော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုဘိုခင်းတပ်ဖွဲ့ KNLA တပ်ရင်း၁၁နဲ့ဘိတ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါရဲ့ရှင်။